အင်္ဂလိပ်လိုလူရင်းနဲ့လွယ်လွယ်ကူကူပြောဆိုဆက်ဆံတတ်ဖို့ဒီနေ့တည်းရနဲ့မနက်ဖြန်တည်းရနေ့ရက်သင်ပေးမယ်။အဲကြောင့်ဒီမှာရှိတဲ့ sentence လေးတွေဒီနေ့တိုင်းပြောနေတဲ့စကားလေးတွေဖြစ်တဲ့အဲ့ဒါလေးကိုကိုကပြောလို့ရလားဆိုတာဗီဒီယိုလေးရက်ပြီးတော့ပြောကြည့်။အဲ့ဒါလေးမှမပြောတတ်ဘူးဆိုရင်ဆရာသင်ပေးတာလေးကိုနားထောင်ကြည့်။ပြောလို့ရရဲဆိုလို့ရှိရင်လည်းအဖြေတိုက်ဖို့အတွက်ပြန်ပြီးတော့ကိုပြောတတ်တာနဲ့ ဆရာတင်ပြရဟောပြန်ပြီးတော့သုံးသက်ကြည့်ဒါဆိုရှင်ဒီနေ့ဆရာရ60အတွင်းမှာအများကြီးတိုးတက်သွားမယ်မသိရ vocabulary ပါလို့ရှင်မှတ်မယ်မသိရအတုံးတုံးပါလို့ရှင်လည်းမှတ်မယ်မှတ်မယ်ဆိုတာခေါင်းထဲမှာမှတ်ခိုင်းတာမဟုတ်စောက်ထဲမှာခြာပြီးတော့မှတ်ခိုင်းမယ်စူးစီးထားမယ်တခါလေဟုတ်ပြီအဲ့တော့ခေါင်းခုငါမင်းကိုခဏလောက်ငါမင်းဖုန်းကိုခဏလောက်တုံးလို့ရလားရတာပေါ်တုံးပါဒါမှမဟုတ်လည်းငင်းမယ်စိတ်မကောင်းပါဘူးအပတ်ထရီအားကုန်နေတယ်ဆရာဆရာနေရောက်ကြတယ်နော်အပတ်ထရီအားလေးအားကုန်နေတယ်ငါဒီမှာထိုင်အဆင်ပြေလားအဲ့ကတော့ထိုင်စီထိုင်လို့ရရဲ့ဆိုရင်ရတာပေါ့ မရောဆိုရင်စိတ်မကောင်းပါဘူးအဲ့ဒီခုံကယူပြီးသားပါအဲ့အရာတွေကိုဘယ်လိုပြောမလဲဆိုတော့ဟိုဗီဒီယိုလေးကိုခဏလေးရက်ပြီးတော့ခုပေါ့အရင်ဆက်ပြီးတော့ပြောကြည့်ပြောကြည့်ပြီးလို့ရှိရင်ဆရာပြောတဲ့ဟာကိုနားထောင်မယ်အားဖြင့်ဆက်ဖြေတိုက်ကြပါဒီဟာပြီဒါဆိုဆရာရပြီလို့ပဲယူဆရမယ်เนาะငါမင်းဖုန်းကိုခဏလောက်သုံးလို့ရလားလားမင်းဖုန်းလေးဖြစ်တယ်ဒါပေမဲ့ဒီရတာဒီမဖြစ်မနေလောက်ရမယ်ဆိုတော့ match မဟုတ်ပဲねရနိုင်လားဆိုရယ်သဘောတရားပါရဆရာကဘာလဲစရလဲဆိုရင်ခန်းနဲ့စရခန်းသုံးပါငါသုံးပါဆိုတော့ခန်းနိုင် ။မလုပ်ချင်တာလဲ sub ဒါအခုစကလုံးပြီးရင် subject လာရဲ့ပြီးရင်သုံးတာ use ပေါ့နော်ဒါခန္ဓာ use ဆရာအမြဲတမ်းပြောနေတယ်ဒီ series ရဲ့အချိန်မှာဒီ speaking series ရဲ့အချိန်မှာအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရက်30ဆိုတာရှိတယ်။သူကလုံးဝဒီကိုဆက်တက်မဲ့ဟာအတွက်သူက foundation အခြေခံပဲအဲ့ဒါကိုကြည့်ပြီးမှဒီ series ကိုဆက်လေ့လာပြီးနောက်ထပ်ဆင်းပြီးတဲ့ series လာတဲ့ခါကျရင်အောက်ကအောက်တက်မကြည့်ခဲ့လို့ရှိရင်နည်းနည်းလေးလေးလေးဖြစ်မှာဆိုလို့ဆရာတေချာလေးအစလန်လေးလေးလာဖို့ဆရာကြံပြီးတယ်လောဆရာမလို့ဘူးတနေ့စာကလေးပုံမှန်လေးသွားမယ်ကျွန်တော်ခန္ဓာ use blue phone ကိုလည်း main phone ကိုဆိုတော့ your phone ပေါ့ ော့ can i use your phone ဘယ်လောက်တော့မှလဲခဏလောက်တော့မရ4 while ရရ4 minutes ရရဇာတ်ခဏခဏအမြဲပြောနေကြတော့4 minute 10 minute လောက်ပေါ့လေးမှတ်ထားမယ်နော်အဲခဏလောက်ကလေးကို4 minute လို့ပြောလို့ရရဆိုတော့လေမှတ်ထားဒါ question မှတ်လို့မှာပေါ့နော် can i use your phone for a minute ဒါဆိုရင်ကိုကအဆင်ပြေတယ်ရတယ်တော့ဆိုလို့ရှိရင်ရလာပေါ့ဆိုရင် yes ရတယ် sure ရတယ်နော်နောက်ခုဆက်ကြည့်ပါအောင်၃ပါသူများခွင့်တောင်းလာတဲ့ဟာကိုလှုပ်ပါလှုပ်ပါယူလိုက်ပါတုံးလိုက်ပါ လုပ်လိုက်ပါဆိုဟာဘယ်လိုဟာလေးမှတ်ထားရမလဲဆိုရင် go ahead ဆိုတာလေးမှတ်ထားတို့ဒိုင်းရဲ့ဘာသာပြန်လို့ရှင်ရှေ့ကိုဆက်သွားပါဆိုရင်ဒီမှာထွက်ပြီမဲ့အဲဒီမှာဆိုလို့ရှင်တော့ဆက်လုပ်ပါဆိုရင်ဒီမှာထွက်ရင် speaking မှာဆိုလို့ရှင် तू ပြောတဲ့ तू တောင်းဆိုတဲ့ဟာကိုကလက်ခံမယ်ဆိုရင် go ahead ရရင်ဆက်လုပ်ဆက်လုပ်ဆက်လုပ်ဆရာဆရာဆက်လုပ်အဲလိုမျိုးတော့လို့ရရနော် sure go ahead ဒါမှမဟုတ် use it တို့ဘာလို့ဒါတဲ့ပြောလို့ရတယ်ရရင်ဒါမှမဟုတ်စိတ်မကောင်းပါဘူးဒါဆိုရင်တော့ sorry ပေါ့နော်အာဘာစီအကောင်နေတယ်ဒါအကောင်းဆုံးရင်ကျေးဇူးနဲ့ဘာလို့နေလဲ ရင်းပယ်တဲ့နည်းပဲလေဟုတ်လားမလားဟုတ်ပြီမရှိဘူးဆိုရင်တော့မှဟိုကင်မရာလေးရိုက်ချင်လို့လာလို့လာအောင်ပဲဘက်ထရီအားကုန်နေရဆိုရင်ဘာကြောင့်လဲမှငါလို့မရတော့အကွက်တွေအကွက်တွေဟာဘက်ထရီအားကုန်နေရဆိုရင်အဲ my phone is အဖုန်းဒီဘာဖြစ်လဲလဲဘက်ထရီအားကုန်နေအောင်အတွဲလိုက်လိမ့်မယ်မယ် out of battery အဲ့လိုလေးတော့ရရနော် my phone is out of battery okay နောက်ဆက်သွားမယ် ငါကြီးမာထိုင်ရင်အဆင်ပြေလားလာမီကိုနှစ်ပိုင်းပါလေငါကြီးမာထိုင်ရင်အဆင်ပြေလားရင်တကယ်ကြီးမေးချင်တာကအဆင်ပြေလားရင်မေးရမှာအဆင်ပြေလားဒီလိုလေးမေးရတယ် is this okay လို့မေးရတယ်မှတ်ထားနော် is it okay အဆင်ပြေလား adjective ဖြစ်တယ်ဗျာအဲ adjective ဖြစ်ဖို့အတွက်ဆရာအမျက်စာနဲ့တွေ့လိုက်တော့မှအဆင်ပြေပြီဖြစ်သွားတယ် subject မရှိတော့ idea ကိုအခုအခုခေါ်ထားရတယ်ဒါကဆရာရက်30မှာလည်းလည်းသဘောတရားပြောပြထားတယ် is this okay ဘာလို့ရင်လဲငါကြီးမာထိုင်ရင်ရင်စွာစကားပြောမှတော့နော်အရေးမှဆိုရင်လှိရင်လှိရင်ကိုအင်္ဂလိပ်လိုခေါ်လဲဆိုရင် if လို့ခေါ်တယ် နော်ငါဒီမှာထိုင်တော့ကြာဘူးလို့ခလဲဆို I sit here အတီးသုံးလုံးကိုမှတ်ထားတဲ့နယ်ငါသွားမယ်ဆိုရင်စင်ပြေလားဆို Is this okay if I go ငါလာမယ်ဆိုရင်စင်ပြေလား Is this okay if I come ဒါမျိုးလေးငါထိုင်မယ်ဆိုရင်စင်ပြေလားဆိုတော့ Is this okay if I sit here အတန်းလေးကိုဆက်မယ် Is it လို့မပြောဘဲနဲ့ Is it Is this ဆိုပြီးတော့ဆက်မယ်နော် Is this okay if I sit here ရတာပေါ့ Sure ပေါ့ဒါမို့လဲ actually ဒါမို့လို့ရှိရင် Of course I don't ရတယ်နော်ရတာပေါ့ဒါတော့ရတာပေါ့ အဲစိတ်မကောင်းပါဘူးဒီခေါင်းကယူယူထားပြီးသားပါဒါဆိုတော့ I'm sorry sorry တလုံးနဲ့ပြောရင်လည်းရတယ်အဲဒီခေါင်းကဘာဖြစ်ပြီးသားလဲယူထားပြီးသားပါအဲ့ဒါကိုဆရာဘယ်လိုလေးပြောရမလဲဆိုတော့ဒီခေါင်းဆိုတော့အဲ့ဒီခေါင်းအဲ့ဒီခေါင်းဒီခေါင်းမဟုတ်အဲ့ဒီခေါင်းဆိုတော့နည်းနည်းဝေးတော့ this လို့မသုံးဘူးလည်း that လို့သုံးမယ်နော် this that these တို့အကြောင်းလည်းဆရာရှေ့ပြီးပြီးမှပြောထားတယ်ကိုနဲ့ need in this ကိုနဲ့ဝေးတဲ့ဟာလေးဆို that ပေါ့ that see ယူထားတယ်ဆိုတာက passive အနေနဲ့သုံးရတယ်ဒီမှာ object ရှေ့လုံးမှာရှိတယ်ယူခါနဲ့ object ရှေ့လုံးမှာရှိတယ်ဒါဆိုလို့ရှိရင်လည်းအဲ့ဒီကောင် object ဖြစ်ရလို့နောက်မှာ ဘတ်တူဘီနဲ့ဘက်တရီနဲ့သုံးရတယ်ဒါကဆရာရ30စီးမှာမပြောရသေးဘူးဆရာပြောခဲ့တာအရင်ကဒီ present perfect နဲ့ပတ်သက်ပြီးတော့အခြေခံသဘောတရားအထိပဲပြီးသွားရင် passive ဆိုတာရောက်မသွားဘူးဒါပေမဲ့ဒီ speaking စီးပြီးတော့ဒီ passive အကြောင်းတွေကိုဆရာနားလည်အောင်ရှင်းပြပေးမှာဖြစ်တယ် that's it အဲ့တော့ဆရာလို့တဲ့အခြေခံမှတ်ထားမှာခံရတဲ့ object ရှေ့မှာရောက်နေရင်နောက်မှာ battery b နဲ့ battery လို့မှတ်ထားမယ် battery b ဆိုတာ msr တွေပါလဲဆိုတော့ is တော့လည်းပဲပြီး battery ဆိုတာ taken အဲ့လိုမှတ်ထားနော် that c is taken အဲ့ဒီခေါင်းကယူထားပြီးသားပါဆိုရင်လည်းမှတ်ထားမယ် အဲ့တော့နာနေစစကားအသုံးအနှုန်းလေးဖြစ်တယ်။လက်မှတ်ကြလဲဒါမျိုးလေးကိုဆက်ပြီးမြန်မာလေ့ကျင့်မယ်။ဆရာတို့နေတိုင်းကြည့်မယ်ဆိုလို့ရှိရင်နေတိုင်းမှတ်မယ်ဆိုလို့ရှိရင်အဲနေတိုင်း live လုပ်မယ်နေတိုင်း live ပြီးတော့ပြောကြည့်မယ်ဆိုလို့ရှိရင်ဂိမ်းလေးစာဆွဲရတာဒီတိုင်းနေရာတဲ့ဆိုင်အများကြီးတိုးတက်လာပါပါ။အဲ့တော့အချိန်တွေမဖြုံးကြပါနဲ့အားလုံးပဲကြိုးစားကြပါ။ Fight တယ်မှာ